โอเคအားလုံးပဲမင်္ဂလာပါ Forever United ရဲ့ Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်မနေ့ကကစားခဲ့ပြီးပါဦးနဲ့ United တို့ရဲ့ Europa League Semi Final ပထမကြော်ပွဲစဉ်မှာ United အသင်းက3ဂိုးပြည့်စွဲရလာတဲ့ပြီးပါဦးရဲ့အိမ်ခွေမှာအနိုင်ရရှိခဲ့တဲ့အားလုံးနဲ့တီးပြီးသားဖြစ်မယ်အဲ့ဒီပွဲမှာတော့အဓိကခြေစံပြခဲ့တဲ့ Bruno Harry Maguire နဲ့ Casemiro နဲ့ Mazraoui စတဲ့ကစားသမားတွေရဲ့အချက်အလက်လေးတွေကိုကျွန်တော်ဒီနေ့ကောင်းတော့ပြီးတော့တင်ပြသွားကြည့်ပါရစေ။အဓိကဒီပထမဆုံးတင်ပြပေးမယ့်ကစားသမားကတော့ကျွန်တော် Bruno Fernandes ဖြစ်တယ်။အဲ့ဒီပွဲမှာ Bruno ကဘောလုံးထိကျတဲ့83ချိန်နေထိခဲ့တယ်။ ပြီးတော့သူကပေးပို့မှု45ကြိမ်အထိအောင်မြင်ခဲ့တယ်အဲကျွန်တော်တို့ဖြတ်တင်ပေါ်ပေးပို့မှု9ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီးတော့ဂိုးပေါက်ကန်သွင်းမှု၄ကြိမ်အထိပြုလုပ်နိုင်ခဲ့တယ်။တကယ်3ကြိမ်အထိကိုသူအောင်မြင်ပြုလုပ်နိုင်ခဲ့ပြီးတော့အခွင့်အရေးဖန်တီးမှု3ကြိမ်အထိကိုသူပြုလုပ်နိုင်ခဲ့ပြီးတော့အတွင်းကုန်း2ခုကိုအတင်းတော့အဖိုးတန်အတွင်းကုန်း2ခုကိုလည်းတွင်းယူပေးနိုင်ခဲ့တယ်။ အဲ့ဒီဘက်မှာသူ့အနေနဲ့1 by 1တွေ့ရနေမှာလဲခုနှစ်ကြိမ်စလုံးကိုကြောဖြတ်ပြနိုင်ခဲ့တယ်အမှန်လည်းမရှိဒါကတော့ကျွန်တော် Bruno Fernandes ရဲ့အချက်လက်လေးပေါ့ပြီးတော့အဓိကကစားသမားတအုပ်ဖြစ်တဲ့ကျွန်တော် United ရဲ့အဖိုးတန်ဦးဆောင်ကိုကိုသွင်းယူပေးခဲ့တယ် Casemiro ရဲ့အချက်လက်လေးလို့ကျွန်တော်နေဒီနေ့ပြပတ်သွားပါမယ်သူက Casemiro ကပြန်ပွဲအတွင်းမှာဘောလုံးထိကျ106ကျချက်ရင်းနေထိကျပြီးထိကျရှိခဲ့တယ်ပြီးတော့သူက1 by 1ဒီပြန်ပွဲကစားသမားတွေ့တဲ့အခါမှာ100%သူ့အနေနဲ့ကြောဖြတ်နိုင်ခဲ့တယ်နောက်ပြီးတော့သူအနေနဲ့ပေးပုံမှု82ကြိမ်ထိအောင်မြင်ပြုလုပ်နိုင်ခဲ့ပြီးတော့ရှင်းလင်းဖြတ်တော့မှု၄ကြိမ်ပြုလုပ်နိုင်ခဲ့တယ်တက်ခဲ့၄ကြိမ်မှာ၃ကြိမ်ထိအောင်မြင်ခဲ့တယ် ပထမဦးဆောင်ဖို့ကောင်းလိုက်ဖို့ကိုလည်းသူ့အနေနဲ့ United အတွက်အဖိုးတန်ဦးဆောင်ဖို့ကိုလည်းသူ့အနေနဲ့သွင်းယူပေးခဲ့တယ်။အဲနောက်တစ်ယောက်ကတော့ကျွန်တော်မာဇာရာဝီမာဇာရာဝီကတော့ကျွန်တော်တို့ပြန်ပွဲအတွင်းမှာတရားခိုင်နှုန်းတက်ကဲကိုဝင်းဝရိတ်ကိုရရှိထားတဲ့ကစားသမားဖြစ်ပြီးတော့သူ့အနေနဲ့စဲချိန်ထိပြိုင်မဲ့ကစားသမားနဲ့ဒီ1 by 1ပြည့်တဲ့ခါမှာ9ချိန်ထိအောင်မြင်သူကြောပြပြောဖြတ်နိုင်ခဲ့တယ်။၄ချိန်တက်ကဲပြုတ်လို့ပြီးတော့၄ချိန်စလုံးကိုတက်ကဲကိုအောင်မြင်နိုင်ခဲ့တယ်။၃ချိန်ဖြတ်ရှင်းလင်းဖြတ်ထုတ်ထားတယ်။၃ချိန် dribbling လုပ်ထားတယ်။ဒီဖြတ်တင်ပေါ်တစ်ခုပေးထားတယ်။သူ့အနေနဲ့ပြိုင်ပွဲရဲ့ goal button ကိုပထမ ပရိုင်ပီကန်ဒီမှာသူ့အနေနဲ့ကန်ကြက်ကောင်းကောင်းနဲ့သူ့နိုင်ငံမှာဂိုးရရှိခဲ့ခြင်းတော့မရှိဘူးဒါကတော့ကျွန်တော်ဒီမာဇရာဝီရဲ့အချက်လက်ပဲဖြစ်တယ်။နောက်ပြီးတော့အဓိကအသင်းရဲ့ဟီးရိုကစားသမားတစ်ဦးဖြစ်တဲ့ဟာရီမကွိုင်ယာမကွိုင်ယာကတော့ဒီနေ့ပွဲမှာသူ့အနေနဲ့ဒီတက်ကယ်ရေ100%အောင်မြင်တယ်ပြီးတော့သူ့အနေနဲ့ဖြတ်တင်ဘောတွေလုံးဝ100%ပေးဖို့မှုအောင်မြင်ပြီးတော့ကျွန်တော်ဒီ အဓိကအဲ့မှာနံပါတ်ကြီးกว่าအကွက်တကွက်စီရပြိုင်မကစားသမားကိုတစ်ချက်ခောက်ပြီးဖိတ်ပြီးတော့ dribbling လုပ်ပြီးတော့ဒီဖြတ်တင်ပေါ်ပေးပို့တာကိုဥကာတီတိုက်ချပြီးတော့ Casemiro ကကောင်းတိုက်ပြီးသွင်းယူသွားတယ်အဲ့ဒီအလုံးကတော့ Maguire ရှီလာတဲ့အလုံးဖြစ်တဲ့အဲ့ဒါအကြောင်း Maguire ကဒီမှာ dribbling လုပ်တာလဲသူ့အနေနဲ့တော်တော်ကြီးဟိုမှာအဲအသင်းပေါ်တွေတော့မမထင်ထားရတဲ့အနေထားကိုသူပြုလုပ်နိုင်ခဲ့ပြီးတော့ဟာဒါဟာဒီသူ့အနေနဲ့တိုက်စစ်လဲစောနိုင်တယ်လိုအပ်ရင်တောင်ပန်ထိပါကစားနိုင်တယ်ဆိုတော့သူ့အနေနဲ့ပြသွားခံခဲ့တယ်။ Amorin ကလည်းပွဲပြီးမှချီးကျူးသွားခဲ့တယ်။အဲ့ဒီဘက်မှာ Maguire က68ရာခိုင်နှုန်းအထိပေးပို့မှုအောင်မြင်ခဲ့တယ်။ နောက်ပြီးတော့သူ့အနေနဲ့80 80ပေးပုံမှုန်80လေးရှိခဲ့ပြီးတော့68ကျင်းအောင်မြင်ခဲ့ပြီးတော့အခွင့်အရေးဖန်တီးမှု2ကျင်းပြုလုပ်နိုင်ခဲ့ပြီးတော့သူ့အနေနဲ့ရှင်းလင်းဖြတ်တောက်မှု2ကျင်းနှိပြုလုပ်နိုင်ခဲ့တယ်။အာဒီနေ့ပွဲမှာတော့မကွားရကခံစင်မှုအနေနဲ့ရောတောင်းမှန်ကစားသမားအနေနဲ့ပါအသင်းအတွက်အများကြီးအကျိုးပြုခဲ့ပြီးတော့ဒီအသင်းအတွက်ကိုအသင်းရဲ့ဖန်တီးကတော့မှ Twitter မှာသူ့ကို Harry Harrydinho ဆိုပြီးတော့နာမည်ပြောင်းနေတော့ပေးနေဖြစ်တယ်။ဒီဒါနဲ့ပတ်သက်ပြီးတော့လည်းမကွားရကပွဲပြီးသတင်းစာရှင်းလင်းပွဲမှာသူ့အနေနဲ့ဂျင်းနဲ့ဝမ်တာမီရဲ့အသင်းအနေနဲ့ ဒီ ultra pro မှာလည်းသူအနေနဲ့အများကြီးလုံးပြနိုင်မယ်ဆိုတော့ကိုသူအနေနဲ့ဒီသတင်းစာရှင်းလင်းပွဲမှာဒါကျွန်တော်အတူတုံးပြန်ပြောပြတာအချင်းအအချက်တဝင်းအောင်ကျွန်တော်မပြောပြတော့ဘူးဒါကဒီနေ့မှာကျွန်တော်အဓိကအနေနဲ့ပြောပြချင်တာကအချက်လက်လေးဖြစ်တယ်အဘလို့ဖြစ်ဖြစ် United ကစားသမားတွေရဲ့ဆွမ်းဆောင်ရည်နဲ့စိတ်ဓာတ်ပိုင်းအောင်လက်ရှိချိန်မှာအမြင့်ဆုံးအထင်ကြီးရောက်အမြင့်ဆုံးချိန်တွေဒီရောက်ရှိနေပြီးတော့သူတို့ရဲ့ဒီနောက်ဆုံးမျှော်လင့်ချက် Champion League ဝင်ခွင့်အတွက်ကိုဒီ Europa League ဖလားအောင်မြင်မှသာစုခုနိုင်မှသာသူတို့ရရှိနိုင်မယ်ဆိုတဲ့ mindset ကိုသူတို့ကောင်းနေမှာရှိတယ် Premier League မှာတော့သူတို့ဘလို့ရရင်နေရင် ဒီ Europa League မှာသူတို့အကောင်းဆုံးဒါသူတို့ရာသီကိုအဆုံးဖြတ်ပေးမဲ့ပြိုင်ပွဲဆိုရင်လည်းမမှောက်အဲ့ဒါကြောင့်သူတို့ဒီ Europa League Plus Europa League Plus Final တက်ဖို့ဒါခြေတလမ်းမဲ့လို့ရတယ်ဒီ Old Trafford မှာနောက်ဆုံးဒုတိယကြောက်ကစားရမယ်အဲ့ဒီဘက်မှာလည်းအကောင်းဆုံးလုံးပြနိုင်မယ်လို့ယုံကြည်တယ် Final မှာကျွန်တော် United က Tottenham Hotspur နဲ့တွေ့ဖို့များတယ်ဘလို့ဖြစ်ဖြစ်ကျွန်တော် United ကတော့ဒီဒီဒီနှစ် Europa League ကိုကျွန်တော်တို့နဲ့ယုံကြည်မှုအပြည့်ရှိတယ်ဒီဖလားကျွန်တော်ရာသီကိုအဆုံးဖြတ်ပေးမှာဖလားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ United ကစားသမားတွေနေကလည်းကြက်ကုတ်ကြက်ကဲနဲ့ရေကုန်ရေကန်းကိုကစားတော့မှာဖြစ်တယ်သိကြတယ် ဒါကြောင့်ဒီနေ့ပြောချင်တာကတော့ United ကစားမားရဲ့အချက်လက်တွေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားဖြစ်ပါတယ်။ကျွန်တော်စီစဉ်လေးဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ကြအောင်ကျွန်တော် link ချပေးထားပါမယ်။နောက်ပြီးတော့ကျွန်တော် TikTok channel လေးကိုလည်းကျွန်တော်အနေနဲ့ဒီအဲဒီ comment box မှာကျွန်တော်ချပေးထားပါမယ်။ကျွန်တော် screen shot ဖြစ်ဖြစ်ကျွန်တော် link ဖြစ်ဖြစ်ချပေးထားမယ်။အဲကျွန်တော်ရဲ့ဒီ Red Side Story ဆိုတဲ့ Facebook page လေးကိုလည်း like and follow လုပ်ခဲ့ကြအောင်အားလုံးကိုကျေးဇူးတင်ပါတယ်။